Oh oh my god အားလုံးပဲမင်္ဂလာပါဗျာ GDS channel ကနေပြန်လဲကြိုဆိုလိုက်ပြန်ပါပြီဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့ပွဲစဉ်ကတော့အင်မတမကိုကျန်းတဲ့ပွဲစဉ်ကျန်းတဲ့ပွဲဖြစ်ပြီးတော့ D Fighter နှစ်ယောက်ထုတ်သက်တဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့1 championship Friday fight 101 event ပွဲစဉ်မှာရှင်ပြိုင်ထုတ်သက်သွားတာဖြစ်ပြီးတော့ Fighter နှစ်ယောက်လုံးအနေနဲ့မကန်ပွဲကျမ်းပြသွားပြီးတော့ပရိသတ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်တွေပွဲရှင်ပြိုင်ထုတ်သက်ပြသွားတဲ့ပွဲစဉ်လို့ပြောရမှာပဲဖြစ်ပါတယ် ဒီဘွဲစီမှာဆိုလို့ရှိရင်တော့အခုမိတ်ဆက်ပေးနေတဲ့ fighter လေးကတော့သက်ရှင်နှစ်သားရှိသေးတဲ့ fighter လေးဖြစ်ပြီးဥဘက်ကစ္စတန်နိုင်ငံကမွေတိုင်းရှင်ပြိုင်ထိုးသက်ကစားတဲ့ fighter ဖြစ်ပါတယ်။ဒီဘက်က fighter ဟာဆိုလို့ရှိရင်တော့ super born ဂျင်ကနေပြီးတော့ရှင်ပြိုင်ထိုးသက်ကစားတဲ့ကျွန်တော်ရဲ့မြမလက်ဝေကျော်မြမလက်ဝေချန်ပီယံကြီးသွေးသစ်ဝင်းလိုင်ကိုအမှန်ကန်တီးပြသွားတဲ့ fighter ဖြစ်တဲ့ concept ပဲဖြစ်ပါတယ်။ဆိုတော့ဒီ concept ရဲ့ပွဲစဉ်ဟာဘယ်လိုမျိုးရှင်ပြိုင်ထိုးသက်သွားမလဲဆိုတာစိတ်ဝင်စားစရာစောင့်ကြည့်ရပါပါ။ ဟွန်ဆက်အနေနဲ့သွေးသွေးဝန်းနိုင်ကိုနိုင်ပြီးသူ့အနေနဲ့နိုင်ငံမန်တက်နေတဲ့အချိန်မှာအမောက်သိခံလိုက်ရတာ ဖြစ်ပြီးတော့အခုအချိန်မှာသူ့အနေနဲ့ပြန်ပြီးတော့နိုင်ပွဲရရှိဖို့ဆွမ်းဆောင်ရမယ်ပွဲစဉ်တစ်ပွဲဖြစ်ပါလိမ့်။ဗိုက်တာညာလုံးကတော့ရက်မောင်းကတော့တော်တော်လေးကိုကောင်းတဲ့ဗိုက်တာတွေဖြစ်ကြပြီးတော့ဝိတ်တန်းကလည်းလိုက်ဝိတ်တန်းမှာရှင်ပြိုင်ထုတ်သက်ကစားတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုကြည့်လို့ကောင်းမဲ့ပွဲစဉ်တွေဖြစ်ပါတယ်။ချိန်ကန်ချက်တွေပဲအမှန်ကန်ထွက်လာမလား လက်သီးချက်တွေပဲမန်တန်ထွက်လာမလားဆိုတော့လက်ရှိလောဆယ်စောင့်ကြည့်လိုက်ကြရအောင်ပါဆက်စားလာခြင်းမှာဆိုလို့ရှိရင်ပဲဒီဘက်ကဥဘကစ္စတန်ဖိုက်တာကတောက်လျှောက်ဆိုလိုပဲတိုက်စစ်ဖွင့်ပြီးတော့ကစားပါတယ်အရန်မောင်းတူတူအလုံးထဲတူတူကစားတဲ့နေရာမှာဆိုလို့ရှိရင်တော့ကွန်ဆက်နေတဲ့ဘာမှသိပ်ပြီးတော့စစချင်းမှမလုပ်ပြနိုင်သေးတာတွေ့ရတယ်။ဒီဘက်ကဖိုင်တာကတော့ဘယ်တန်ဖိုင်တာဖြစ်ပြီးညာချေရှစ်ထုတ်ပြီးတော့ကစားတာပါ။ဆဆလာချင်းမှဆိုရင်ပဲတောက်လျှောက်ဆိုလိုတိုက်စစ်ဖွင့်ပြီးမန်ကန်တီးထုတ်နေတာကိုတွေ့ရပြီးတော့ကလင့်ရှ်ဝင်သွားရင်တော့ ဒုတိုက်ချက်တွေမှာနည်းငယ်လိုအပ်ချက်ရှိတာကိုတွေ့ရတယ်။နောက်လျှောက်ဆိုသလိုပဲဒီဘက်အပြတောင်းကဖိုင်တာကတတောင်ရိုက်ချက်တွေကိုလက်သီးထိုးချက်တွေရောမန်ကန်ပေးထားတယ်ဗျခွန်ဆက်ကတော့ကလင်းရှူပြီးတာနဲ့သူ့အနေနဲ့ဆွဲလှဲဖို့ပဲစူးစမ်းနေတယ်ဗျချက်ချင်းဆိုသလိုပြေးပြီးတော့တတောင်နဲ့ရိုက်တော့တော်လေးကိုကြည့်လို့ကောင်းတယ်။1 2လက်သီးချက်တွေပေးထားတယ်ဗျပရက်ရှာပေးပြီးဆော့နေတာကတော့ဒီဘက်က ဖိုင်တာကတော့နောက်လျှောက်ပရက်ရှာပေးပြီးတော့ဆော့နေတာပေါ့နော်ဟိုချေချော်သွားတယ်ဗျ။ ဒီဘက်ကစ္စတန်ကဖိုင်တာနောက်လျှောက်ကိုပရက်ရှာပေးပြီးတော့စော့နေကွန်ဆက်ကလည်းနောက်လျှောက်ဆိုလိုပဲပြန်ပြီးတော့ကောင်တာပေးထားပေမဲ့အထနှေးနေတယ်ဗျဒီဘက်ကဖိုင်တာကနောက်လျှောက်ကိုတိုက်စစ်ဖွင့်ပြီးတော့စော့နေတာဗျပထမအခြေရဲ့မင်းနီဝက်လောက်ကုန်ဆုံးသွားပြီဆိုတဲ့အနေထားမှာသူကပဲနောက်လျှောက်ပရက်ရှာပေးပြီးတော့စော့နေတာကိုတွေ့ရတယ်ဗျကွန်ဆက်ကချီကန်ချက်တွေဆက်ဆက်ပြီးတော့ထုတ်သုံးလာပြီဗျဒါပေမဲ့တိတ်ပြီးတော့ထိရောက်မှုမရှိသေးဘူးဒီဘက်ကပြတောင်းကဖိုင်တာကတောက်လျှောက်ဆိုလိုပဲ တိုက်စစ်ဖွင့်ပြီးတော့ကစားနေတယ်ဗျ။ဒါပေမဲ့သိပ်ပြီးတော့ထိရောက်မှုတော့မရှိလောက်ဘူးဗျ။ဒါပေမဲ့ကစားပုံကစားနည်းတိုက်ကွက်တွေကတော့တော်တော်လှတယ်။ဟွန်းဒူတွဲလုံးအဓိကထားပြီးတော့သုံးတယ်ဗျ။အခြေခံချက်သိမ့်မသုံးတော့ဘူး။ခုနကတော့ body shot တွေပေးထားတယ်ဗျ။အခု body shot တွေတော့ကောင်းတယ်ဗျ။ခြေခတ်ပြီးတော့ရှင်းတာတွေတော်တော်လေးကိုကောင်းတယ်။ခွန်ဆက်က clinch တွေမှာဒူးတိုက်တာတော်တော်လေးကိုကောင်းတယ်ဗျ။ ဒီဘက်ဖိုက်တာကိုသူထိတိမိမိဒူးတိုက်နိုင်တယ်ဗျမွေထိုင်းသူတို့တွေဗျမွေထိုင်းသူတို့တွေတော်တော်လေးကိုကောင်းတယ်အဲကောင်တာဘော်ဒီရှော့နဲ့ကွန်ဆက်ကနည်းငယ်ပြန်ပြီးတော့ပရက်ရှာပေးပြီးတော့ဆော့ထားနေတာကိုတွေ့ရတယ်ဗျဘွေကတော့ကြီးလို့လှနေပြီကွန်ဆက်ကလည်းပြန်ပြီးတော့ကမ်ပတ်လာနေပြီဒီဘက်ကဥဘက်ဂစ္စတန်ဖိုက်တာကလည်းတိုက်စစ်ကိုဖွင့်ပြီးတော့ဆော့ရဲဆိုတော့တော်တော်လေးကိုကြီးလို့ကောင်းတယ်ဗျ ဒီဘက်ကအပြာတောင်းကဖိုက်တာထိုးနီးကိုကြည့်မယ်ဆိုရင်သူက1 2တောင်းရဲချက်လိုကစ်သူ့ရဲ့ပတန်အဲ့ဒါကွန်ဆက်ကတော့ကောင်တာတီးတဲ့ဖိုက်တာဗျသူ့တစ်ဝင်လိုက်တီးတော့တော်လေးကိုလှတယ်ဗျမြင့်ချိန်ကန်ချက်တွေပေးထားတယ်ကွန်ဆက်ကကောင်တာစထရိုက်ကဗျဒီဘက်ကအိုးသူကဒက်တဲထိုးတယ်ဗျ1 2တွဲလုံးပဲဗျအဓိကကတော့ body shot တွေကန်ထားတာကောင်းတယ်အပြန်လှမ်း မှန်ကန်လိုကစ်တွေလည်းကောင်းတယ်ဗျညာတန်နဲ့ဘယ်တန်ဖြစ်နေတော့လိုကစ်ကန်ရတယ်နည်းနည်းလေးတော့အဲအနောက်ဆက်ရှိတယ်ဗျပထမချီပြီးသွားပြီပထမချီပြီးသွားတဲ့နောက်မှာဆိုလို့ရှိရင်ခွန်ဆက်ကနေငယ်နေနေပေါ့နော်ပထမချီမှာကျွန်တော်အမြင်အရပြောတကယ်ဒုတိယချီမှာရောဘယ်လိုထိုးမလဲဘယ်တန်ဖိုက်တာမစိုးဘူးဗျဖူးဝော့ကောင်းတယ်ကြတော့ဖိုက်တာဖူးဝော့ကောင်းတယ် တယ်ဒါပေမဲ့ clinch တွေမှာသူလိုအပ်ချက်ရှိတယ်ဒူးမတိုက်နိုင်ဘူး concept ကတော့သူဒူးတိုက်နိုင်တယ် clinch တွေမှာတော်တော်လေးကိုကောင်းတယ်သူနဲ့အတွေ့အကြုံပုံများတယ်ဗျ concept ကကြတော့ဘာလို့ time out လောက်တာလဲတော့မသိဘူးဘောကံပြီလို့ထင်တယ်လိုဘလိုဖြစ်သွားလို့ time out နည်းနည်းလောက်တာဗျကပြန်ပြီးတော့စပြီ။ကွန်ဆက်ကတကယ်ကောင်းတာဖိုက်တာဗျာ။သူ့မထိုးပြန်မထိုးဘူးဗျာ โอ้ blood hand လောင်းကျူးတော့တာလှတယ်เนาะခုနတွေးလိုက်လားမသိဘူးလူတိုက်ချက်တွေပြန်ကန်ပေးထားတယ်မှန်ကန်ပေးထားပြန်ဘာမှတိတ်ပြီးတော့လုံးလို့မရဘူးဗျ spinning back elbow ကျွေးဖို့ကြိုးစားပေမဲ့နေထားအရန်ကိုကတ်နေတော့ဘလို့မှတုံးစားလို့မရဘူးဗျ spinning back elbow က left hook low kick right hook low kick โอ้ชีติ้งน่ะตลอดนี้ก็ก้าวเลยจ้ะวันทูตู้จะตลอดนี้ก็ก้าวเลยဟိုဆက်လက်သူ့ပုံစံနဲ့သူကောင်းတယ်ဗျာဘာကောင်တာစတရိုက်ကာဆိုတော့သူကစောင့်စောင့်ပြီးထိုးတာဟိုဘက်က ဒီအတက်ကလည်းတောက်လျှောက်ဆိုသလိုပဲတိုက်စစ်ဖွင့်ပြီးတော့ကစားနေအပြန်အလှန်လက်သီးချက်တွေဖလှယ်ထားတယ်ဗျဒီဒုတိယအချိန်မှာတော့တူမတာကိုမတာပဲဗျဟိုဘော်ဒီရှော့တော်တော်လေးကိုကောင်းတယ်ဟာ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 သွားပြီသွားပြီသွားပြီဟာဘာလို့ဒူးဒရောင်းနဲ့သွားကြိုက်တာလဲဒီမှာလိုဘလိုထိသွားလို့ဟိုကောင်ခဏရက်တာခွန်ဆက်ကဒူးနဲ့ပြေးတိုက်ဟာဘောဒရောင်းနဲ့ပြေးကြိုက်အမှတ်ရရှော့ခံရတော့မှာပြီ โอ้ลูน่าคอนเซปต์ไรท์แฮนด์ตลอดเลยก็ก้าวนะครับเตะပြီးတော့โทษတို့ဖြစ်သွားတာครับ1 2ရ1 2ထိုးလိုက်တဲ့အချိန်မှာကုနာကြောင်ပိတ်ပြီးတော့ဒီဘက်ကပြာတော့ fighter တော်တော်လေးကိုဤသွားတယ်တက်လုံနဲ့နည်းနည်းကျနေပြီဗျကောင်းတာဖမ်းပြီးစောတဲ့ကောင်းတော့တက်လုံတိတ်မကျဘူးဗျဒါပေမဲ့ဒီဘက်ကကောင်းတော့တက်လုံကျသွားပြီဗျတိုက်စစ်ဖွင့်စောတဲ့လူကတော့တက်လုံနည်းနည်းကျတာပေါ့ဗျ ခွန်ဆက်ကတော့တက်လုံကလက်ကြီးရှိသေးတယ်။ဟိုဒါပေမဲ့အပြန်လန်လက်သီးဖလဲတာလေတော်တော်လေးကိုကြည့်လို့ကောင်းတယ်ဗျ။ဟို left hand right hand တက်လုံးကြမ်းကြဘလို့ကြည့်လဲဆိုလို့ရှင်ဒီဘက်ကအပြာတော့ဖိုက်တာကိုကြည့်မယ်ဆိုရင်သူ့ရဲ့ gap ပေါ့နော် gap ကလုံးဝမကာနိုင်တော့ဘူးဗျာနည်းနည်းကျနေပြီ။ အဲဒီဘက်ကွန်ဆက်ကတော့သူ့ရဲ့ gap ကိုလုံအောင်ကာနိုင်နေတယ်ကြည့်မယ်တွေ့လားအဲဒုတိယအချီပြီးသွားပြီဒုတိယအချီမှာဆိုရင်တော့အဲကွန်ဆက်ကနည်းနည်းလေးတာတယ်လို့တော့ကျွန်တော်ထင်တယ်ဗျဘာလို့လဲဆိုတော့ထိချက်မှာနည်းနည်းတာတယ် damage ပေးထားတဲ့ပိုင်းမှာတတိယအချီမှာရောဘယ်လိုဖြစ်မလဲစောင့်ကြည့်လိုက်ကြအောင်ပါဗျာပို့စကစ်တွေပေးထားတယ်ဟောရီရှော့တွေပေးထားတယ်ဗျာ ောက်လျှောက်ဆိုတော့ပဲ pressure ပေးပြီးတော့ကစားနေတဲ့အချိန်မှာ left hand တစ်လုံးကဝင်သွားတာတွေ့လားမသိဘူးခွန်ဆက်ရဲ့ left hand တစ်လုံးဝင်သွားတယ်ဗျာ Oh oh my god left hand ရဲ့တော်လေးကိုကောင်းတယ်ဗျာတော်လေးကိုကောင်းတဲ့ left hand လို့ပြောရမှာပဲဗျာဒါဘလို့လဲဆိုတော့ပြည်သက်တွေကြီးကြီးလေချက်ချင်းဟိုပဲဒီဖင်ထိုင်ရဲ့ကြာသွားတာဖင်မူတော့ထောင်သွားတော့ဖင်တိုင်းကြာဖင်မူတော့ထောင်သွားတယ်မောက်ခုံပေါက်ပြီးတော့ကြာသွားတယ်တော်လေးကိုတီတီမီမီရှိတဲ့ left hand လို့ပြောရမှာဗျာ ဝင်လာတဲ့ဒီ basic တက်တက်ကိုထိသွားကျွန်တော်ပြောပြောနေကြစကားလို့ပေါ့ဗျာဒီ knockdown ထိုးနိုင်တယ်ဆိုတာ accuracy တိကျတေချာမှုရှိတယ်ပြီးတော့လက်သီးပါဝါလည်းပြင်းတယ်လက်သီးပါဝါပြင်းရုံနဲ့လည်းမရဘူးတိကျတေချာမှုကလည်းရှိရအောင်အဲ့လိုမျိုးရှိတော့မှဒီ basic တက်တက်ကိုထိုးမိတာတွေပြီးတော့ nothing ကိုထိုးမိတာတွေအဲ့ဒါတွေက knockdown ကျစေတဲ့အချက်တွေဗျာကဲဆိုတော့လက်ရှိလောဆယ်မှာဆိုရင်တော့ဒီဘက်ကဥဘက်ကစ္စတန်နိုင်ငံက fighter တော်တော်လေးကိုအိစိန်သွားပြီမှဲ့သွားပြီတော်တော်လေးကိုမှဲ့သွားပြီလို့ပြောရမှာပေါ့နော် ခွန်ဆက်ကတော့လက်ရှိ လောလောဆယ်အချိန်မှာသူ့အနေနဲ့ဒီနိုင်ပွဲဆက်သွားပြီပေါ့နော်နိုင်ပွဲဆက်သွားပြီဆိုတော့သူ့အနေနဲ့ဘယ်လိုပြောရမလဲနောက်ပိုင်းမှာ one championship ရဲ့ဒီ featherweight တန်းမှာသူ့အနေနဲ့ပွဲကောင်းပွဲချင်းတွေထပ်ပြီးတော့ထိုးရနိုင်တယ်နောက်ထပ် fighter ကောင်းတွေနဲ့ထပ်ပြီးတော့တွေ့နိုင်တယ်ဗျာ